Back in. ကွန်ဒိုမီနီယံအင်ချမ်းမြေအပန်းဖြေစခန်းစတဲ့ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေရုံးငန်းနဲ့လက်လီရောင်းချပေးတဲ့ခံရတွေအတွက်မြန်မာ property awards ကိုပေးသွားမှာပါဒီစုဟာအင်ချမ်းမြေလုပ်ငန်းရှင်တွေအတွက်အသိအမှတ်ပြုရာရောက်သလိုအထောက်အကူလည်းဖြစ်စီမှာဖြစ်ပါတယ်မြန်မာ property awards အတွက်ဘယ်သူမဆို property awards website ရဲ့မြန်မာပိုင်းမှာဆန္ဒပြုရွေးချယ်နိုင်တယ်လို့ပွဲစီစဉ်သူကပြောပါတယ် and do a nomination there. Once a developer has been nominated, we will contact them. နိုင်ရတဲ့သူကိုဆက်သွယ်အကြောင်းကြားတဲ့အခါမှာ online ကနေစာရင်းသွင်းနိုင်တဲ့ဝင်ငွေတစ်ခုပေးပို့မှာဖြစ်ပါတယ်။ဒီဝင်ငွေမှာသတ်မှတ်ထားတဲ့အချက်အလက်တွေကိုပြည့်စုံအောင်ဖြည့်ပြီးရင်အနိုင်ရတဲ့သူနဲ့တွေ့ပြီးမှဆုံးဖြတ်အတိမတ်ပြုပေးသွားမှာပါ။အနိုင်ရတဲ့သူကတော့အကျိုးမြတ်အများကြီးရမယ်လို့သူကဆက်ပြောပါတယ်။ Yeah, I think that it's very important that the public um are involved in ပြည်သူတွေဒီကဏ္ဍမှာကိုယ်တိုင်ပါဝင်မဲပေးဖို့နဲ့လက်ဆင့်ကမ်းဖိတ်ခေါ်ပေးကြပါလို့ကျွန်တော်တိုက်တွန်းပါတယ်။ Asia Property Awards အစီအစဉ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ Myanmar Property Awards ကို2015ခုနှစ်ကနေစတင်ကျင်းပခဲ့တာပဲဖြစ်ပါတယ်။